ဟယ်လို Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါဆိုတော့ဒီတပတ်ဆွေးနွေးတောသက်သွားမယ့်အကြောင်းအရာလေးကတော့နီပြအမ်မိုရီနေနဲ့เนาะကျွန်တော်တို့ Manchester United အသင်းမှာအရင်ဆုံးကကတရာရှိပီးသားဖြစ်တဲ့ဒါအကယ်ဒမီရဲ့အကြောင်း Manchester United ရဲ့အကယ်ဒမီကဘယ်လောက်ထိခမ်းနားလဲဘယ်လောက်ထိဒါကစားသမားကောင်းတယ်ပေါ်နိုင်လဲဆိုတာကတော့ဒါသူလည်းသိပီးသားဖြစ်သလိုဒါပရိသတ်တွေလည်းသိပီးသားပေါ့အဲ့တော့ဒီနေ့က ဒီကျွန်တော်တို့ Manchester United ရဲ့လူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဗောဗျာဒီပြအမိုရီနေနဲ့သူတို့ကိုဘယ်လောက်ထိအခွင့်အရေးပေးပြီးတော့ဘယ်လောက်ထိဒီပြအမိုရီလက်ထက်မှာလူငယ်တွေကိုအခွင့်အရေးရပြီးအခွင့်အရေးပေးပြီးဒါဆွဲခေါ်နာလာနိုင်မလဲဆိုတာတော့ဒါဒါလေးကတော့ role စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတစ်ခုဖြစ်နေတယ်ပေါ့ဗျာဒီပြအမိုရီနဲ့ဒါ Academy လူငယ်ကစားသမားလေးတွေရဲ့အကြောင်းပေါ့ဒီနေ့ဒါဒါလေးကိုကျွန်တော်တည်တဲ့လောက်လေး sharing လေးလုပ်ပေးမယ်အဲ့တော့ ကျွန်တော်မန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိလူငယ်အသင်းထဲမှာဒါတင်းကြီးထဲမှာမဟုတ်ဘူးဒါထိုးဘက်လူငယ်အသင်းထဲမှာခြေစွမ်းပြနေတဲ့ကစားသမားလေးတွေတော်တော်လေးတွေတော်တော်လေးများနေတယ်ထွက်ပေါ်နေတယ်ပေါ့ဗျာဒါကျွန်တော်တို့ရှာလန်စီတို့เนาะเจฟလက်ရှာတို့เนาะဒူဝင်းတို့နောက်ထပ်ဒါစီမူကိုနေအများကြီးပေါ့ဗျာရှီဒိုအိုဘီကတော့အသင်းကြီးထဲမှာပါလိုက်မပါလိုက်ဖြစ်နေတယ်ရှီဒိုအိုဘီလည်းတော်တော်လေးခြေစွမ်းနေကောင်းနေတယ်เนาะဟိုဘက်နောက်ထပ်ဟိုဘက်ဂိတ်ဆုံးဒီဟိုဘက် ဒါခလေးလေးပဲရှိသေးတယ်အခုမှအသက်15နှစ်ပဲရှိသေးတယ်ဂျေဂျေဂါဗီလို့လည်းတော်လေးခြေစံပြနေတယ်အဲ့တော့ဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Manchester United အသင်းမှာရှိပြီးသားအတိတ်သမိုင်းကြောင်းတွေနဲ့အတူတူကျွန်တော်တို့ဒါအခုလက်ရှိညီပြတောင်းဝန်ယူနေတဲ့ Ruben Amorim နေနဲ့ပေါ့ဒီလူငယ်တွေကိုဘယ်လောက်ထိဘယ်လောက်ထိဆွဲခေါ်ပြနိုင်မလဲပြီးလို့ရှိရင်ဘယ်နှယောက်ဒါကျွန်တော်တို့အတင်းကြီးထဲမှာဘယ်နှယောက်ထိသူဆွဲခေါ်ပြီးတော့ ဒါပြည့်သက်တွေကိုထုတ်ပြနိုင်မလဲပေါ့နော်သူတို့ရဲ့ခြေစွမ်းတွေကိုချက်ပြနိုင်မလဲဆိုတာကတော့ဒါဒေါ်လီစိတ်ဝင်စားဖို့ကောင်းတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးနီးပြအမ်ဘိုရီအနေနဲ့လည်းဒါသူတို့ကိုအခွင့်အရေးပေးတင်တဲ့လောက်ပေးဖို့ကိုတော့ဒါလိုအပ်လာတယ်အဲ့တော့ပြည့်သက်တဲ့နှစ်ကပဲကျွန်တော်တို့ဒါဆာဂျင်ရစ်ကလစ်ကလည်းဒါကိုင်းတန်ဒီလီကျင်းကွင်းလူငယ်ကွင်းတွေကိုအကုန်လုံးကိုဒါသူအနေနဲ့အိတ်ဆိုင်ပြီးတော့ဒါပြင်းစင်စရာရှိတာတွေကိုလည်းတော်တော်လေးပြင်းစင်ထားတည်တိုင်အောင်ဒီနှစ်အတွက်ဒါ ခြေဆွဲပြလာတဲ့ကစားသမားလေးတွေကဒိုလီတာနာမည်တွေထွက်လာကြတဲ့ကစားသမားတွေအများကြီးရှိတယ်။အဲတော့ပရိသတ်တွေအနေနဲ့တတိမထားမိလို့ကျွန်တော်တို့အသင်ကြီးကိုအပင်းနေလို့ဆိုတာတတိမထားမိလို့ပေါ့နော်။ဒါမသိတာပဲရှိတယ်။ဒီနောက်ွယ်မှာကျွန်တော်တို့ Academy လူငယ်လေးတွေကဒိုလီခြေဆွဲပြနေတဲ့ကစားသမားလေးလည်းရှိတယ်။ဒီပြအမော်ရင်အနေနဲ့ဒီအတီမှာကျွန်တော်တို့လူငယ်ကစားသမားတွေကိုဘယ်လောက်ထိဒါဆွဲခေါ်ပြီးထုတ်ပြနိုင်မလဲဆိုတာကတော့ဒါကျွန်တော်တို့ Manchester United ပရိသတ်တွေနဲ့တူတူဒါစောင့်ကြည့်ကြမယ်ပေါ့ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှပြကြားမှာချမ်းသာကြပါစေ။